အလုံးမဲမင်္ဂလာပါရှင်ဟောတာကတော့ခရံကစော့ခါဒီခေါ်တစော့ခါဒီလို့ခေါ်ကြပါတယ်နော်ဟောဒီခရံကစော့ခါဒီကစိုက်ပြွားရတာလေအရန်ကိုလွယ်ကူတယ်ဘာမှတိုက်ပြီးမပြုစုရပါဘူးနော်နောက်တစ်ခုဟင်းရီထဲမှာထည့်ပြီးချက်မယ်ဆိုလို့ရှိရင်ခါတယ်ဆိုပေမဲ့လေကတွင်းမှာခြုံတဲ့အရာတာကို ဖြစ်ပေါ်စေပါတယ်နော် ဟောဒီခရမ်းကစော့ခါဒီယာလီစီဖက်ဝင်တဲ့အကြောင်းလေးကိုအန်တီနန်းက Google မှာလေ့လာပြီးတော့မှတိထားတာလေးကိုပြန်ပြီးတော့မှမျှဝေပြီးပြောပြပေးမှာပဲဖြစ်ပါတယ်နော်ဟုတ်ဒီခရမ်းကစော့ခါဒီတွေကိုထောင်းတာပဲဖြစ်ဖြစ်ကြိတ်တာပဲဖြစ်ဖြစ်သူရဲ့အရေကိုညှစ်ပြီးတော့မှတောက်မယ်ဆိုရင်မြွေအစိတ်ကိုလည်းပြည်စီတယ်တဲ့နော်နောက်ထာသွားကြိုက်သွားနာသွားပိုးတွေထနေတဲ့အချိန်မှာသူရဲ့အမြင့်ကိုလည်းတွေးပြီးတော့မှသွားထဲမှာထည့်ပေးမယ်ဆိုလို့ရှိရင်လည်းတက်တာစီပါတယ်တဲ့နော် ီးတော့မှတည့်ရဲ့အမြစ်ကိုမှိုင်းတိုက်ပြီးတော့မှအခုအငွေ့ကိုရှူပေးမယ်ဆိုလဲသွားယောဂါသွားပိုးတွေနဲ့ပတ်သက်တာကိုလဲတက်တာစီတဲ့လေနှကောင်းတွေးထွက်နေတဲ့အချိန်မှာဟောဒီတစော့ခါပင်ရဲ့အမြစ်နဲ့ဆန်စည်းရည်နဲ့တွေးပြီးတောက်ပေးမယ်ဆိုရင်နှကောင်းတွေးထွက်ခြင်းကိုပျောက်ကင်းစေတယ်တဲ့ ။အိုးနောက်ထပ်တစ်ခုထူခြားတာလေးတစ်ခုကတော့နားထဲမှာပိုးကောင်တီးတီးလေးတွေဝင်တဲ့ခံမျိုးမှဆိုလို့ရှိရင်ဒီတစော့ခါးတီးကိုမီးရှို့ပြီးတော့သူ့ရဲ့ခိုးငွေနဲ့ခံပေးမယ်ဆိုလို့ရှိရင်ပိုးကောင်လေးတွေကိုလည်းထွက်သွားစေတယ်တဲ့လေ။ဟုတ်ဒီခရံကစော့ခါဒီရဲ့အမြင့်ကိုအမုံပြုတ်လုတ်ပြီးတော့မှကွမ်းရွက်ပြုတ်ရည်နဲ့တောက်ပေးမယ်ဆိုလို့ရှိရင်လေအညိုခံငန်စည်းရည်ဖြစ်နေအသုံးပြုတ်လို့လေရသေးတယ်နော်နောက်ပြီးတော့ဟောဒီခရံကစော့ခါဒီကို ရည်နဲ့သုံးပုံတစ်ပုံလောက်ကျူပြီးလို့ရှိရင်ပြားရည်နဲ့ထည့်ပြီးတော့မှတနည်းကိုနှစ်ခါတောက်မယ်ဆိုလို့ရှိရင်လည်းမိရဲ့ဖြူစင်းတဲ့ယောဂကိုတက်တာစေတဲ့တဲ့နော်ဒါလို့ဆိုရင်ဟောဒီခရမ်းကစော့ခါဒီကကျမရေးတွေအရန်ကို အကျိုးရှိတဲ့အသီးအပင် အမြစ်အထီတောင်သုံးလို့ရတယ်ဆိုတော့အရန်ကိုကောင်းပါတယ်နော်မိသားစုမိတ်ဆွေများအားလုံးကျမပျော်ရွှင်ရှိကြပြီးလူရဆန္ဒများပြေဝကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော် ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်။